နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အစ္စလာမစ်နိုင်ငံရော ISIU ဝါရအပါအဝင်အကြမ်းဖက်မှုတွေနဲ့ဓာတ်ရိုက်ပါဝင်ပတ်သက်မှုဆွဆွေးချက်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား36ယောက်ကိုမလေးရှားရေးတပ်ဖွဲ့ကအခုသတင်းပတ်အတွင်းမှာဖမ်းဆီးခဲ့ပါတယ်။ဒီဖမ်းဆီးမှုအပေါ်မလေးရှားပြည်ထရေးဝန်ကြီးဒါတုစီရီဆိုင်ဖူဒင်းနာဆူရှင်အစ်စမိုင်ကလည်းအတည်ပြုပြောကြားထားပါတယ်။ ဖမ်းဆီးခံရသူ36ယောက်ထဲက9ယောက်ကိုဆွေးချက်တင်ထားပြီးပြည်နေတန်ခံရသူ15ယောက်နဲ့အမှုနဲ့ဆက်ဆက်တဲ့16ယောက်ကိုဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။အကြမ်းဖက်အဖွဲ့တွေအပေါ်ပြစ်မှတ်ထားတဲ့လုံခြုံရေးစစ်ဆင်ရေးကိုဧပြီလ24ရက်နေ့ကစတင်ခဲ့ပြီး မလေးရှားနိုင်ငံစီလန်ဂေါနေကဂျိုဟိုမှာအဆင့်3ဆင့်နဲ့လှုပ်ဆောင်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဖမ်းဆီးခံရသူတွေထဲကလူ9ယောက်ကို မလေးရှားနိုင်ငံ ရှာအလန်နဲ့ဂျိုဟိုဘာရူတို့ရဲ့ဆက်ရှင်တရားရုံးတွေကအကြမ်းဖက်မှုနဲ့ဆက်နွေတဲ့ဥပဒေပုံမှားတစ်ခုဖြစ်တဲ့ရာဇသက်ကြီးပုံမှားဘူရီအရာဆွေးချက်တင်ထားတယ်လို့ပြောပါရယ်။ဘေးနိုင်ငံခြားအစွန်းရောက်လှုပ်ရှားမှုအတွက်မဆိုမလေးရှားနိုင်ငံကိုအဓိကနေရာအဖြစ်အသုံးချခွင့်ပြုမှာမဟုတ်ဘူးလို့လေပြည်ထရေးဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါရှင်။